အဲဒီမှာဆိုရင်ကျွန်တော်တို့ဒီ running coin လေးထည့်လာတာဒီကျွန်တော်တို့ကဒုတိယအပိုးကိုကျွန်တော်တို့စပြီးတော့ထည့်နေပြီပေါ့နော်ဒုတိယပိုးမှာကျွန်တော်တို့ကနိုင်ရီလက်တိုင်ရဲ့ဒီစမ်းကင်ပဲလေးကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ် coin လေးကိုကျွန်တော်တို့က coin ထိပဲ coin ကြီးတဲ့တူလေးနဲ့ကျွန်တော်နည်းနည်းလေးညီမယ်ပစ္စည်းထည့်ထားတဲ့ကျွန်တော်မြောက်ထည့်နေကြအောင်ကျွန်တော်တို့ကြည့်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကတပြည့် တတိယအခုလေးထည့်ဖို့တွေ့ဘူးဒုတိယပုံမှာကျွန်တော်တတိယအခုအခန်း၁၀လေးထည့်ဖို့တွေ့အတိုင်းနမူနာလေးတစ်ခုပြုလုပ်ပြုလို့ရှိရင်ကျွန်တော်တို့ကြိုက်ခွေမယ်ပေါ့နော်ကျွန်တော်တိုက်ပြီးတော့ဟာမဖြစ်တော့ပေါ့နော်ကျွန်တော်ဒီမှာမြန်မြန်လေးတွားရမှာဖြစ်ပါတယ်1 2 3 4 5 6 7 8 9 10စက်တော့စက်လေးစက်လေးစက်လေး စခေါဒီမှာတပင်နဲ့ဆိုရင်ကျွန်တော်ဆက်စစ်ရမယ်ပေါ့နော်ဒီအခန်းစင်းမှာကျတော့ကျွန်တော်ဆက်စစ်ပေးထပ်ပြရမယ်ဒါနိုင်ရည်လက်တိုင်ရဲ့စမ်းကျင်ပေးလေးပေါ့နော်အင်းဘာလေးကိုနည်းနည်းလေးကြီးကောင်းမြင်တာအောင်ရှင်းမယ်ပြီးရင်ကျွန်တော်တို့ကွယ်လေးကိုနည်းနည်းစီခွဲပြီးတော့ပဲထည့်မယ်ပေါ့နော်ဒီမှာကျွန်တော်လည်းအလုပ်ကိုလည်းပုံမှန်လုပ်သွားတယ်ဗီဒီယိုဖိုင်လေးလည်းအဲရတဲ့လောက်တော့ရိုက်ပေးထားတယ်ပေါ့နော်လောက်ရတော့ မနိကိုင်တော့မရှင်းပြနိုင်ဘူးပေါ့ခင်ဗျာနော်အဲဒီမှာဝန္ဒနာပါလို့ဒီလေးလာယူမယ်ဆိုရင်လည်းကျွန်တော်တို့ဒီ Messenger လေးအနေနဲ့ဆက်သွယ်လိုက်ပါနော်ဖုန်းနံပါတ်လေးကိုကြာတော့ကျွန်တော်ကဒီထိုင်းဖုန်းနံပါတ်လေးကိုဗီဒီယိုရဲ့နေရာမှာကျွန်တော်တို့ဇာတ်တမ်းလေးထိုးပေးထားပါမယ်ကျွန်တော်ရဲ့ Facebook account လေးနှစ်ခုကိုလည်းကျွန်တော်တို့နာမည်လေးကိုရေးပြထားမယ်ပေါ့နော်ကဲဒါဆိုရင်ဒီမှာကြာတော့အာကျွန်တော်တို့က outlook ကိုအပေါ်ကနေထည့်ရမယ်ပေါ့နော် ဖြူရောင်ဒီမှာမထတော့ပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကဖြူရောင်စက်ကူလေးကိုထုတ်ထည့်လို့ရပါပြီပြီးရင်တကယ်ကျွန်တော်တို့ကဒီမော်တာကွိုင်မကြဘူးဆိုရင်ကျွန်တော်အပေါ်ကပြေးသွားလို့ရှိရင် watch channel လေးတိုက်အောင်မယ်ပေါ့နော်ဒါကကျွန်တော်ကျွန်တော် running ကွိုင်လေးကိုပတ်နေတော့ပြောနော်ဒုတိယပိုးလေးနိုင်ရင်လေးတိုင်ရဆန့်ကျင်ပြစ်ပေါ့နော်အဲထပ်ပြီးသွားရင်ကျွန်တော်ကကွိုင်လေးကိုမြောင်းကိုထည့်လို့ရတဲ့အချိန်ကွိုင်လေးကိုနဲ့တဝက်စီခွဲပြီးတော့ကျွန်တော်နည်းနည်းလေးကောက်ထုတ်ယူမယ်ပေါ့နော်ဒီပြင်မှာလည်းပဲဒီတိုင်းလေးပဲ ကွဲလေးကိုတဝဲစီခွဲပြီးတော့ကားထုံမယ်။အဲပြီးရင်ကျွန်တော်ဟိုဘက်ကိုပြန်မလဲတော့ဘူးဒီဘက်ကပဲပြီးအောင်ထည့်ပြီးမှဒီမှာကွိုင်းကိုညှိပြီးမှဟိုဘက်ကိုတစ်ခါတည်းလဲမယ်ပေါ့နော်။ဟိုဘက်ကိုလှဲလိုက်ဒီဘက်ကိုလှဲလိုက်ဆိုရင်ကျွန်တော်ကအဒီကွိုင်းလှဲနေရတဲ့ကိုအချိန်အနည်းငယ်ကြာတတ်ပါလေ။အဲ့ကြမလို့ကျွန်တော်ဟိုဘက်ကိုထက်ထက်ပြီးလို့ရှိရင်ဒီဘက်ကိုလှက်ဒီမှာကထုတ်ပြီးရင်ဒီလက်ထားတဲ့ဒုတိယအကြော့လက်ထားတဲ့အတိုင်းပဲထက်ပြီးရင်ကွိုင်းကိုပြန်ညှိပြန်ညှိပြီးလို့ရှိရင်ကျွန်တော်တို့ကပြန်ထက်လို့ရပြီပေါ့နော် ဒါဆိုရင်ဟိုဘက်ကိုလဲလိုက်ဒီဘက်ကိုလဲလိုက်အပြန်တော့ကျွန်တော်တို့ကအချိန်ကုန်တက်တာသွားမှာဖြစ်ပါเนาะကျွန်တော်တို့ကဒီ point လေးတွေကိုထည့်ရင်ဒီမှာနည်းနည်းစီကျွန်တော်တို့ခွဲထည့်သွားတာကိုတွေ့ရမယ်အဲ point ထည့်လို့အဆင်မပြေဘူးဆိုရင်ကျွန်တော် color run လေးကိုတုံးပြီးတော့အမြောင်းလေးကိုနည်းနည်းလေးကျွန်တော်တို့ point ပြီးကြသွားအောင်နည်းနည်းလေးရှင်းလိုက်ပြန်ပြီးရင်ကျွန်တော်တို့ကဒီမှာ point ကိုဆွတ်တင်ပြီးလို့ရှိရင်ဒီဘက်ကဟာလေးတွေကိုကျွန်တော်တို့ကနည်းနည်းစီရှင်းပြီးတော့ထည့်မယ် okay ပေါ့နော်ဒါပြီးရင်ပေါ့အပေါ်အောက်စလော့အဖြူရောင်လေးကိုကျွန်တော်တို့ထည့်လို့ရပြီထည့်တဲ့အခါမှာကျွန်တော်ကကြံ့နေလို့ရှိရင်ကျွန်တော်ပြောတဲ့အတိုင်းပဲဒီအဝင်မှာစက်ကူရောကွိုင်ရောအထွင်းမှာကွိုင်ကြီးပဲဒီဘက်ကိုထွင်းလို့ရှိရင်ကွိုင်ပဲဆွဲထုတ်မယ်ပြီးရင်စက်ကူရောကွိုင်ရောတော့သိမ့်မယ်အဲ့လိုလေးနဲ့စစ်တူးနောက်ဆုံးပြုလုပ်လိုက်လို့ရှိရင်ကျွန်တော်ကွိုင်လေးတွေဒီအာစက်ကူအောက်စလော့ဒီပုံမှန်ဝင်သွားမယ်ပေါ့နော်ဟိုဘက်မှာလည်းပဲကျွန်တော်ကလက်မလေးနဲ့ဖိထားရပါတယ် ကွိုင်လေးကိုကျွန်တော်တို့ကဒီအာအပူခံစစ်ကူရဲ့ကြားထဲမှာပဲစစ်တိုးနောက်ဆုံးဖြစ်အောင်ပေါ့နော်အပေါ်တက်လာလို့စီဒီအပေါ်ကဆလော့မြောင်းတန်အိမ်နဲ့ပေါ်လို့စီဝါယာကျိုးလေးပေါ်ပက်ပေါက်သွားတတ်ပါတယ်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဆော့ဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကကွိုင်ကိုဖိချထားရမယ်ပေါ့နော်အဲညှိလိုက်တယ်ပြီးရင်ကျွန်တော်ဒီမှာဝိုင်းကြီးတဲ့တူလေးနဲ့နည်းနည်းလေးဒီကောင်းမြင်တာတကယ်ဆိုရင်သူကဒီမှာကျွန်တော်က တစ်ဆယ်ခန်းမှဆက်စစ်လုပ်ပြီးအောင်ထက်လိုက်လို့ရှိရင်ဒါဒါဒီမှာ၄ခုပေါ့နော်၄60 10 10 10ဒီမှာဆိုရင်၄60ဒါပြီးသွားပြီပေါ့အခုဒါကကျတော့ကျွန်တော်ကဒီနှစ်ခုစလုံးကိုနှစ်ပိုး၄ပိုးစလုံးကိုကျွန်တော်က၄ခု၄ခုစီပြအောင်ဆိုတော့ဒီကဆက်စစ်ပန့်မှာကျွန်တော်ကိုးပန့်ကိုဒီဘက်ကိုပြောင်းထည့်လိုက်တယ်ပေါ့နော်အဲ့လိုလေးတော့ခုလေးခုထည့်ရင်လည်းရပါတယ်အခုကျွန်တော်ကကြတော့ဒီမှာ လေးခုလေးခုစီညသွားအပေါ့နော်တက်တက်စာစီတာပေါ့နော်โอเคကျွန်တော်တို့ဒီမှာ coin လေးတွေကိုချိုးချပြီးလို့စီရင်ဟမ်ဒါဆိုရင်တော့နောက်ထပ်ဒီမှာ shipping ပေါ့နော်အဲ့ဒါလေးပြန်ထည့်ရမယ်အဲ့တော့တပတ်နမူနာလေးတိုင်းလိုက်မယ်ပေါ့နော်သူတော့မစီတော့သူနဲ့ကျွန်တော်တို့ပြောနေကြအတိုင်းပဲ coin နဲ့ကပ်ပြီးတော့ယူပေးရမယ်ပေါ့နော်အဲ့โอเคဒီမှာကျွန်တော်ရလာပြီဆိုရင်ပြထုတ် ပြီးရင်ဒီမှာကျွန်တော်တို့နမူနာအတိုင်းလေးနဲ့ကျွန်တော်တို့ coin ကိုနိုင်ရင်လက်တိုင်ရဲ့စကြေပေးလေးခွေသွားရမယ်ပေါ့နော်โอเคဒီမှာကျွန်တော်တို့ကဘလောက်ဆိုတော့10ပတ်ပတ်မယ်ဒီမှာတပင်နဲ့ဆိုရင်ကျွန်တော်9ပတ်ရမယ်ပေါ့နော်တဲ့1 2 3 4 5 6 7 8 9 10အဲဒီမှာကျွန်တော်တို့ရလာပြီဆိုရင်ကျွန်တော်ဒါလေးကိုပြန် ီးတော့ YouTube အတိုင်းနမူနာလေးယူထုတ်ပြီးလို့ရှင်ကွန်ဂျိုးလေးကိုနည်းနည်းလေးညှိမယ်ပြီးွားရင်ကျွန်တော်တို့ကဒီမှာထည့်ဖို့အတွက်ဒီကောင်လေးဝတ်ကြအောင်ကျွန်တော်တို့ကနည်းနည်းလေးလုပ်မယ်ပေါ့နော်ဥပမာအဖြစ်ကျွန်တော်တို့မှာဒီလိုမျိုးပေဒန်ရှိလို့ရှင်ကျွန်တော်ပေဒန်လေးနဲ့နှိပ်ချလိုက် Okay ဒါမှမဟုတ်ရင်လည်းကျွန်တော်ကနှိပ်ခုတ်လေးပေါ့နော်ကွန်ဖီတက်တန်လေးရှိလို့ရှင်ကွန်ဖီတက်တန်လေးနဲ့ကျွန်တော်ကဒီလိုလေးဖိချလိုက်မယ်ခဏလေးပါဒီမှာ ိုင်ဖိနဲ့တန်းနဲ့ဖိချလိုက်လို့ရှိရင် तू ကဝေါ်ချာတွားလို့ရှိရင်ဆိုတော့အပေါ်ကနေကိုင်ထပ်ထည့်လို့ရတယ်ပေါ့နော်အဲဒီမှာလည်းပဲကျွန်တော်ကအမြန်မလို့ပေါ့နော်အစားပိုင်းမှာကျွန်တော်လေးလာတဲ့ညီကိုမြကျတော့ကိုင်လေးတွေကိုတဝင့်စီပုံပုံတပုံအဲခွဲပြီးလို့ရှိရင်ထည့်လို့ရတယ်ပေါ့နော်ကျွန်တော်ကဟိုဘေးမှာရအောင်ထည့်လာတယ်ကိုင်ကနည်းနည်းပါးမြောင်းကြော်ပြီးပေါ့ညာတိတ်လာတယ်ဆိုရင်ကလော်ဒန်လေးနဲ့ကျွန်တော်နည်းနည်းလေးနော်လမ်းကြောင်းလေးရှင်းယူပေါ့ခင်ဗျโอเคပါ โอเคဒီမှာကျွန်တော်တို့ကဘောကနေအုတ်ဆလော့ထပ်ထည့်ရမှာပေါ့နော်တိုင်ကြီးတဲ့ခါမှာကျွန်တော်က15ဇင်းโอเค ကျွန်တော်စောနာပြောသလိုပဲကျွန်တော်ကအတိုင်းကိုအုတ်ဆလော့ကိုလိုရင်တစ်ခုလိုရင်တစ်ခုဖြတ်တာပေါ့နော်သူများတွေကတခါတည်းဖြတ်ပြီးတော့လွယ်ဒီလောက်ထားတယ်ပေါ့သူများတွေကပုံမြန်တယ်ပေါ့ကျွန်တော်ကတော့ခိုင်ပါတော့ရုပ်ဆိုးပါတယ်ခင်ဗျာနော်အဲ့လိုမျိုးအဲနေရာလေးတွေကွာကြတယ်ပေါ့ဗျာအပြင်ကျွန်တော်ထုတ်ထက်မယ်ဟိုဘက်မှာကျွန်တော်ကလင်းမလေးနဲ့ဖိထားရမယ်ပေါ့နော်ဒီဘက်မှာလည်းပဲတန်းနဲ့မပေါအောင်ကျွန်တော်တို့ကလမ်းကြောင်းလေးတွေရှင်းထားရမယ် အဲစီတူနောက်ဆုံးလုံရင်းနဲ့ပဲပုတ်စလို့လေးကတွင်းဝင်သွားတယ်ပေါ့နော်ဒီမှာကျွန်တော်တို့ကအခုဒီမှာပေါ့နော်တကယ်ဆိုရင်ကျွန်တော်တို့ကဒီလိုလေးကားလိုက်တယ်နော်ဟုတ်ပြီကိုလဲ့တယ်ရှိမယ်နော်ဒီလိုလေးကားလိုက်တယ်ဒါကိုကျွန်တော်တို့ကဒီလိုလေးပြန်လဲ့ပြီးတော့꽌လက်ထဲမှာဆိုဒီမှာလှက်လိုက်တဲ့အတချိန်ကုတ်သွားတယ်꽌ထဲလိုက်တယ်ပြီးွားရင်ကျွန်တော်ဟိုဘက်ကိုပြန်ကြီးရမယ်ဆိုတော့တစ်ခါထပ်လဲ့တယ်꽌ကိုမော်တော်လဲ့တဲ့ခါအခါနှစ်ခါကုတ်သွားအဲကြောင့်မလို့ကျွန်တော်တို့က တခါတည်းပြီးအောင် double ထဲပေါ့နော်ဒီမှာထက်လိုက်တယ် quick ကားလိုက်တယ်ပြီးရင်ဒီဘက်ကိုလှဲ့မယ်ဟိုဘက်ကကျိုးခါပဲပေါ့နော်ကျိုးခါမရှိတဲ့ဘက်ကိုကျွန်တော်တို့ကတခါပြန်ကားတယ်ဒီ time ပဲကျွန်တော်တို့ထက်လိုက်တော့မယ်သူ့ကိုပြန်မလှဲ့ပြီနော် quick ထက်ပြီးလို့ရှိရင် quick ညှိပြီးမှဟိုဘက်ကိုတခါပြန်လိုက်လို့ဆိုရင်ကျွန်တော်နှစ်ချိန်လောက်မော်တော်ကိုလှဲ့လိုက်တဲ့အချိန်လေးကုတ်တက်သွားတာပေါ့ကုတ်တက်သွားတယ်ပေါ့နော်စကားကြီးလည်းမပြီးတော့ပါဘူးအဲ့တော့အချိန်ကုန်တက်တာတယ်ပေါ့နော် ခုဒီမှာဆိုရင်ကျွန်တော်တို့ဒီဟာကိုအောက်ဆလော့လေးထိုးပြီးလို့ရှိရင်ဒီဘက်မှာကျွန်တော်တို့ကွိုင်းကိုတစ်ခါတည်းညှိလိုက်မယ်။အင်းညှိချလိုက်မှာဒါပြီးသွားပြီ။ဟိုဘက်ကိုတစ်ခါပြန်ညှိမယ်။ဖြချလိုက်တယ်ပြီးသွားပြီ။ဒါဆိုရင်ကျွန်တော်တို့ကဒီမှာကိုဒီဘက်မှာလှုပ်စရာရှိတာဆင်းလှုပ်လို့ရပြီပေါ့နော်။အဲဒါဆိုရင်ကျွန်တော်ကဒီလိုလိုလိုက်ချပြီးရင်ကျွန်တော်ပြောတဲ့အတိုင်းပဲ ဒီမှာ၄၆၁တဆယ်ဒါဆိုရင်ဒီဘက်မှာ၄ခုဒီဘက်မှာ၄ခုညီများချင်းဖြစ်သွားပြီပေါ့နော်အဲ့လိုမျိုးဒါဆိုရင်ကျွန်တော်ကဒီကနေပြီးတော့ဒီမှာလဲ꽌ထိုက်ရမယ်အနေထားဆိုတော့ကျွန်တော်ဒီကနေရည်မယ်30 6 4ဒါဆိုရင်ကျွန်တော်ကဒီအကြတော့နိုင်ရည်လက်တန်အတိုင်းဆိုတော့ဒီဘက်ကပဲစလိုက်လို့ရပြီပေါ့နော်ဒီဘက်ကိုပြန်ပန်းမယ်ဆိုတော့ကျွန်တော်ဒီမှာ9မြောင်း6ပြီးဟိုဘက်ကနေသွားရမှာဖြစ်ပါတယ်ဒုတိယပိုးနဲ့စတုတ္တပိုးမှာအဲ့လိုမျိုးဖြစ်ပါတယ်ခင်ဗျာနော် အဲဒါဆိုရင်ကျွန်တော်တို့ဒီမှာဒီတပိုးဒီကျွန်တော်တို့ coin ကိုဒီလိုလေးနိုင်လေးတိုင်ပုံမှန်လောက်ပြီးလို့ရှိရင်ဒီတစ်ဆယ်မှာညာဘက်ကရှုံးတယ်ဒါဆိုတော့ဒုတိယပိုးမှာကျွန်တော်ကျွန်တော်တို့ကညာဘက်ကပြန်စားပြီးလို့ရှိရင်ဒီဘက်မှာဘယ်ဘက်ချမ်းမှာရှုံးနေတော့တွေ့ရမယ် now အခုဒီတတိယပိုးမှာကျွန်တော်ကျွန်တော်တို့ကဘက်ကစလို့ညာမှာညာရှုံးမှာဖြစ်ပါတယ်ဟောဒါနမူနာလေးအတိုင်းလေးတစ်ခုယူလာပြီးလို့ရှိရင်အဲကျွန်တော်တို့ဒီမှာ ဝိုင်းလေးခွေမယ်ပေါ့နော်ဒီကငါးဘတ်ဆိုတော့ကျွန်တော်ဒီမှာလေးဘတ်အရင်ပတ်လိုက်မယ်တဲနဲဟုတ်လေးဒီမှာတစ်ဘတ်နဲ့ဆိုတော့ဒီကလေးနဲ့ပေါင်းရင်ငါးဘတ်ရအောင်မယ်ပေါ့နော်အဲ့လိုမျိုးလေး